2021ခုနှစ်မှာငလင်းကြီးလောက်ခတ်မယ်လို့မြန်မာနိုင်ငံသားတွေကိုကျင်းထွက်သွားတဲ့ John Palmistry ဒီရက်ပိုင်းထဲမှာမြန်မာနိုင်ငံကလူတွေအထိတ်လန့်ဖြစ်စေတဲ့သတင်းကတော့2021ခုနှစ်နေ့လယ်ဆန္ဒနာရီ22မိနစ်မှာငလင်းကြီးလောက်မယ်ဆိုတဲ့သတင်းပါပဲဒီသတင်းကိုစတင်ဖြန့်ဝေသူကတော့ John Palmistry ဆိုသူဖြစ်ပါတယ်အားလုံးလည်းသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာ match လ28ရက်ကငလင်းတန်းကိုစိုးဝါစွာအားလုံးကခံစားနေရတာပါအဲကြောင့်လည်းလူတွေကငလင်းဆိုရင်လန့်နေကြတာပါဒီချက်ကြောင့်လည်း TikTok နဲ့ Facebook ပေါ်မှာ John Palmistry ပြောရင်20ရက်နေ့မှာငလင်းလုံးမယ်ဆိုတဲ့စကားကိုတိုင်းနိုင်ငံလုံးကထိတ်လန့်နေကြတာပါ ။ဆမာလွေရဲ့ပြောစကားတွေကြောင့်ပဲလူတွေတော်တော်များများဟာအိမ်ပေါ်မှာပဲညမအိမ်ရတော့ပဲအိမ်ကြီးပြက်ခံဒုက္ခရောက်ကလမ်းပေါ်မှာဆင်းနေကြတာပါ။တချို့သောဈေးတွေတွင်ဆိုရင်လည်းဈေးမထွက်ရအောင်ပါပဲ။ဒါပေမဲ့27ရက်နေ့မှာတော့ငလင်းမလုပ်ခဲ့ပါဘူး။လူရင်းကဆိုပါလို့ကိုယုံကြည်နေကြတာကလည်းဆိုပါလို့ကမက်လာမှာမန်လီမြို့မှာငလင်းလုပ်မယ်ဆိုပြီးမမှန်ကန်ကန်ပြောနေတာကြောင့်ပါဒါမဲ့လည်းတကယ်တမ်းမှာတော့ကဘာမမငလင်းကိုကြော်တင်ခံမနိုင်တာမျိုးမရှိသေးပါဘူးမက်လာမှာငလင်းလုပ်မယ်လို့ပြောတာကလည်းဒီမတိုင်ခင်ကငလင်းငယ်လေးလှုပ်ခတ်ထားတာကြောင့်ပါနာမည်ကြီးစကိုင်းပြည့်ပြည့်ကျော်ငလင်းလှုပ်ခတ်ချိန်မှာ ရောက်လာတာကတော့တကြောင်မို့လို့တော့မြန်မာနိုင်ငံမှာငလိကြီးလှုပ်တော့မယ်လို့သိပ္ပံပညာရှင်တွေကကြော်တင်ခံမှန်းထားတာကိုလည်းလိုက်လံပြောဆိုနေရတာဖြစ်ပါတယ်။အဲဒီ John Palmstry ဆိုတဲ့သူဟာရင်းကလေးကမြန်မာနိုင်ငံရဲ့လပိုင်းမှာငလိလှုပ်မယ်ဆိုပြီး post တင်ဖူးရကြောင်းမလှုပ်ရင်တိတိလေး post ဖြတ်တဲ့သူကဆိုတခါမှာတော့ဒီလိုမျိုးမြန်မာပြည်သူတွေ take line ဖြစ်နေတဲ့သူဟာတဘောင်ဝဘင်းရည်စီမံခန့်ခွဲရေးပုံမှန်29တင်အောင်ဆွဲဆိုတော့မယ်လို့လည်းသိရပါတယ်။27ရက်နေ့မှာငလိကြီးလှုပ်ခတ်မယ်လို့မြန်မာနိုင်ငံသားတွေကိုကျင်းထည့်ထားတဲ့ John Palmstry ဒီရက်ပိုင်းထဲမှာမြန်မာနိုင်ငံကလူတွေအထိတ်အလန့်ဖြစ်စေတဲ့သတင်းကတော့၂၁ရက်နေ့နေ့လယ်၁၂နာရီ၂၂မိနစ်မှာမလင်းကြီးလောက်မယ်ဆိုတဲ့သတင်းပါပဲ။ဒီသတင်းကိုစတင်ဖြန့်ဝေသူကတော့ John Palmastry ဆိုသူဖြစ်ပါတယ်။အားလုံးလည်းဒီစားနေတဲ့အချိန်မြန်မာနိုင်ငံမှာမတ်လ၂၈ရက်နေ့ကငလင်းတန်းကိုစိုးဝါးစွာအားလုံးကခံစားနေရတာပါ။ဒါကြောင့်လည်းလူတွေကငလင်းဆိုရင်လန့်နေကြတာပါ။ဒီချက်ကြောင့်လည်း TikTok နဲ့ Facebook မှာ John Palmastry ပြောရင်၂၁ရက်နေ့မှာငလင်းလောက်မယ်ဆိုတဲ့စကားကိုတိုင်းနိုင်ငံလုံးကထိတ်လန့်နေကြတာပါ။ဆိုမှလည်းပြောစကားတွေကြောင့်လည်းလူတွေတော်တော်များများဟာအိမ်ပေါ်မှာပဲညမအိမ်ရတော့ပဲ ။အင်းကြီးပြက်ခံဒုက္ခရောက်ကလမ်းပေါ်မှာဆင်းနေကြတာပါ။တချို့သောဈေးတွေတွင်ဆိုရင်လည်းဈေးမထွက်ရအောင်ပါပဲ။ဒါပေမဲ့၂၀ပြည့်နေမှာတော့ငလင်းမလုပ်ခဲ့ပါဘူး။လူရင်းကဆိုပါလို့ကိုယုံကြည်နေကြတာကလည်းဆိုပါလို့ကမက်လာမှာမန်လီမြို့မှာငလင်းလုံးမယ်ဆိုပြီးမမှန်ကန်ကန်ပြောနေတာကြောင့်ပါဒါမဲ့လည်းတကယ်တမ်းမှာတော့ကမ္ဘာပေါ်မှာငလင်းကိုကြော်တင်ခံမနိုင်တာမျိုးမရှိသေးပါဘူးမက်လာမှာငလင်းလုံးမယ်လို့ပြောတာကလည်းဒီမတိုင်ခင်ကငလင်းငယ်လေးလှုပ်ခတ်ထားတာကြောင့်ပါနာမည်ကြီးစကိုင်းပြည့်ပြည့်ကျော်ငလင်းလှုပ်ခတ်ချိန်မှာရောက်လာတာကတော့တကြောင်မို့လို့တော့မြန်မာနိုင်ငံမှာငလင်းကြီးလှုပ်တော့မယ်လို့သိပ္ပံပညာရှင်တွေကကြော်တင်ခံမထားတာကိုလည်း လိုက်လံပြောဆိုနေရတာဖြစ်ပါတယ်။အဲဒီဂျွန်ဖယ်မစထရီဆိုတဲ့သူဟာရင်းကလေးကမြန်မာနိုင်ငံရဲ့လပိုင်းမှာတလင်လုံးမယ်ဆိုပြီး post တင်ဖူးရကြောင်းမလို့ရင်တိတိလေး post ဖြတ်တဲ့သူပါ။ဟုတ်ကဲ့မှာတော့ဒီလိုမျိုးမြန်မာပြည်သူတွေထိတ်လန့်ဖြစ်နေတဲ့သူဟာတဘောင်ဝဘေးရန်ရဲ့စီမံခန့်ခွဲရေးပုံမှာ29တင်အောင်ဆွဲဆိုတော့မယ်လို့လည်းသိရပါတယ်။22မိနစ်မှာမလင်းကြီးလုံမယ်ဆိုတဲ့သတင်းပါပဲ။ဒီသတင်းကိုစတင်ဖြန့်ဝေသူကတော့ John Palmastry ဆိုသူဖြစ်ပါတယ်။အားလုံးလေးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာ Match 28နေ့ကငလင်းတန်းကိုစိုးရွားစွာအားလုံးကခံစားနေရတာပါ။ အဲကြောင့်လည်းလူတွေကငလင်းဆိုရင်လန့်နေကြတာပါဒီချက်ကြောင့်လည်း TikTok နဲ့ Facebook ပေါ်မှာ John Palmerstry ပြောရင်27ရက်နေ့မှာငလင်းလုံးမယ်ဆိုတဲ့စကားကိုတနိုင်ငံလုံးကထိတ်လန့်နေကြတာပါဆမာလွေရဲ့ပြောစကားတွေကြောင့်လူတွေတော်တော်များများဟာအိမ်ပေါ်မှာပဲညမအိမ်ရတော့ပဲအိမ်ကြီးပြက်ခံဒုက္ခရောက်ကလမ်းပေါ်မှာဆင်းနေကြတာပါတချို့သောဈေးတွေတွင်ဆိုရင်လည်းဈေးမထွက်ရအောင်ပါပဲဒါပေမဲ့27ရက်နေ့မှာတော့ငလင်းမလုံးခဲ့ပါဘူးလူတွေကဆမာလွေကိုယုံကြည်နေကြတာကလည်းဆမာလွေက match လာမှာမန်လီမြို့မှာငလင်းလုံးမယ်ဆိုပြီးမမကန်ကန်ပြောနေတာကြောင့်ပါဒါပေမဲ့လည်းတကယ်တမ်းမှာတော့ကမ္ဘာပေါ်မှာငလင်းကိုကြော်တင်ခံမနိုင်တာမျိုးမရှိသေးပါဘူး မရှာမှာငလင်လုံးမယ်လို့ပြောတာကလည်းဒီမတိုင်ခင်ကငလင်ငယ်လေးလှုပ်ခတ်ထားတာကြောင့်ပါနာမည်ကြီးစကိုင်းပြည့်ပြည့်ကျော်ငလင်လှုပ်ခတ်ချိန်မှာရောက်လာတာကတော့တကြောင်မလို့တော့မြန်မာနိုင်ငံမှာငလင်ကြီးလှုပ်တော့မယ်လို့သိပ္ပံပညာရှင်တွေကကြော်တင်ခံမှန်းထားတာကိုလည်းလိုက်လံပြောဆိုနေရတာဖြစ်ပါတယ်။အဲဒီ John Palmstry ဆိုတဲ့သူဟာရင်းကလေးကမြန်မာနိုင်ငံရဲ့လပိုင်းမှာငလင်လုံးမယ်ဆိုပြီး post တင်ဖို့ရကြောင်မလို့ရင်တိတိလေး post ဖြတ်တဲ့သူကဟုတ်ကဲ့မှာတော့ဒီလိုမျိုးမြန်မာပြည်တွေထိတ်လန့်ဖြစ်နေတဲ့သူဟာတဘောင်ဝဘေးအန္တရာယ်စီမံခန့်ခွဲရေးပုံမှန်29တင်အောင်ဆွဲဆိုတော့မယ်လို့လည်းသိရပါတယ်